ရှင်တို့ရဲ့ဗတာကိုမြင်လိုက်ရတဲ့အနောက်အောက်သွေးကောင်းတဲ့နီးပြကုကီကရှင်တို့ကနောက်ဆုံးမှတော့သူ့ရဲ့နှလုံးသားထဲမှာကင်းအောင်နေတဲ့စွမ်းရည်အစ်စ်မန်တွေကပေါ်ထွက်လာခဲ့ပြီလို့ပြောတာဒီလိုနဲ့ဆူရှီကသူ့ရဲ့ဗတာစွမ်းအနဲ့ဘောလုံးကိုရှင်တို့စီကိုကန်လိုက်ပါရှင်တို့ကလည်းသူ့မှာရှိတဲ့ဗတာစွမ်းအနဲ့ဆူရှီကန်လိုက်တဲ့ဘောလုံးကိုတားပါတယ်အဲ့လိုနဲ့ဗတာချင်းတိုက်ရိုက်တိုက်ပွဲကစပါတယ်အဲ့လိုနဲ့ဘောလုံးကလေပေါ်မြောက်သွားပြီးရှင်တို့နဲ့ဆူရှီတို့ကလည်းတယောက်နဲ့တယောက်အပြိုင်ဆိုင်ဖြုတ်ရတော့မယ့်အချိန်မှာနီးပြကတော်လိုက်တော့လို့ပြောပါတယ် ဆူရှိရလေဘာဖြစ်လို့ရခိုင်းတာလဲလို့မေးတဲ့အခါအနောက်အောင်သူရဲ့ကောင်းတဲ့ရင်ဒီပြကူရူကီကသူ့ဘက်ကနေစိန်ခေါ်တာကိုပြန်ပြီးရုံသိမ်းတယ်လို့ပြောပါတယ်။စီမင်းကအနောက်အောင်သူရဲ့ကောင်းတဲ့ဘက်ကနေစိန်ခေါ်တာကိုချိုးသိမ်းလိုက်တဲ့အတွက်ဘောလုံးပွဲကလည်းပြတ်သွားပြီးဝိုင်မွန်သိန်းကလည်းကလပ်ကိုမဖြတ်သိမ်းရတော့ဘောလုံးပွဲပြီးသွားအချိန်မှာတော့မဇူကာတဲ့တကယ်ကြီးအိုကြီးကရောက်လာပါတယ်။အိုကြီးကဒီနေ့ကသူတို့ကျောင်းသားတက်တဲ့မိသူစားဝယ်ရှိရလို့ပြောတော့ဘောလုံးကလည်းဘာမှမသိရဘူးမသူကားတဲ့ကလည်းတတိယပြီးနှစ်ယောက်သားအများပဲမိသူစားဝယ်ကိုသွားရပါတယ် တစ်ဖက်မှာတော့နောက်သူရကောင်တည်ရင်ဒီပြကူရူကြီးကတက်စိန်ကလူတယောက်ဝါမျိုးပေါ်လောက်ကလေးကလူတယောက်ကအဗတာကိုထုတ်သုံးနိုင်ခဲ့တဲ့အကြောင်းပြောပြနေပါတယ်မိစုသားဘွဲမှာတော့မဇူကာသေးတို့ကကျောင်းအောင်ကြီးမိကုန်းပြောနေအောင်နားထောင်နေပါအဲ့ဒီအချိန်မှာကျောင်းသားတစ်ယောက်ကမဇူကာသေးကိုမနဲ့တော့ဖော်လုံးကစားခဲ့တာအလွန်တော်တယ်လို့ပြောပါမဇူကာသေးကကျောင်းသားသေးကိုနာမည်ဘလို့ခေါ်လဲလို့မေးတဲ့အခါသူ့ရဲ့နာမည်ရှင်စုခွဲပြီးသူကလည်းဘောလုံးကံရတော့နှစ်သက်ပြီးသူ့ရဲ့အိမ်မက်ကလည်းမဇူကာသေးလို့ဝမ်းမြောက်ဘောလုံးကလည်းမှာပေါင်းရခစားနေတာလို့ပြောပါတယ်။ဒီလိုနဲ့အိမ်မက်တွေတူညီကြတဲ့သူတို့နှစ်ယောက်လည်းသင်ငန်းချင်းတွေဖြစ်သွားကြ မင်းတို့သာဝယ်ပြီးရဲ့အချိန်မှာတော့ဆူရှိကကြောင်းစရာယူသူကဘာမျိုးဘောလုံးကလပ်မှာကစားနေတယ်လို့ပြောပါတယ်။ကြောင်းစရာကြီးကတော့ဘာမျိုးဘောလုံးကလပ်ကိုပြည့်စည်အောင်လုပ်ခဲ့လို့ကဘာကြီးရွေးချယ်နေဘာမျိုးဘောလုံးစင်းမှာပေါင်ကစားနေတာလဲလို့မေးပါတယ်။ဆူရှိကသူတို့ရဲ့ရွေးချယ်ကဗက်တာကိုလွေပိုးထုတ်နိုင်ပြီးနီးပြောက်ခူတို့လည်းဘာမျိုးသိန်းကနေမထွက်စေချင်တာလို့ပြောပါတယ်။ကြောင်းစရာကြီးကလည်းနီးပြောက်ခူတို့မထွက်စေချင်တဲ့အတွက်သူနဲ့ဆွေးနွေးလိုက်အောင်ပဲလို့ပြောပါတယ်။မစူကာသက်နဲ့ရှင်စုကလည်းဘောလုံးကလပ်ကိုဝင်ပို့သွားတဲ့အခါအသိမှပြန်လာတခုဖြစ်နေအောင်တွေ့ရပါတယ်။အဲ့ဒါတော့တက်သိန်းကရဲ့ရေချင်းကိုမြင်လိုက်တဲ့အသင်းသားများစုကဘောလုံးဆက်မကန်နိုင်တော့ဘူးလို့ပြောပါတယ်။ သူတို့ကအချိန်နေအများကြီးပြစ်ဆက်ခဲ့ရင်မယ်အခုတော့ပြီးသွားပြီဆိုတဲ့ဇာတ်ကားနဲ့သူအတင်းကနေထွက်သွားရပါတယ်။အတင်းသားများစုကသူတို့ရဲ့အိမ်မက်ကိုမဆွလုံချင်ပေမဲ့ရွေးချယ်စရာမရှိပဲဆွလုံခဲ့ရပါတယ်။ညီပြကူကနေစီဦးရှိလို့ရောက်လာတဲ့အချိန်မှာတော့ဗိုင်းမော်အတင်းမှာအတင်းသား၉ယောက်ဝယ်ရှိတော့တာကိုတွေ့ရပါတယ်။ရှင်တို့ကတော့ဒါအတင်းကိုမကောက်ဝယ်ပေးနိုင်ရတဲ့သူ့ရဲ့အမားကြောင့်လို့ပြောပါတယ်။ရှင်တို့ကမဇူကာသဲတို့ကိုတွေ့တော့သူ့စီသွားပြီးမနက်ကကူညီပေးခဲ့တာရေအတွက်ကျေးဇူးတင်ပါတယ်လို့ပြောပါပြီးတော့အခုချိန်ထိဗိုင်းမွန်အသင်းနဲ့ဝင်ရှင်သေးရလားလို့မေးပါတယ် မစူကားသေးကတော့ဘလူးချီနီမျိုးပါပဲဖြစ်ပါသေးရိုင်မွန်တင်းနဲ့ဝင်ကျင်တဲ့သူ့ရဲ့အိမ်မက်ကတော့ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးလို့ပြောပါတယ်။ရှင်သူကလည်းသူကလည်းရိုင်မွန်ဘလူးတင်းနဲ့ဝင်ကျင်တယ်လို့ပြောပါတယ်။ဒီစကားကိုကြားရင်ရှင်တို့ကခဏတိုင်းအဟောဝါပဲပဲဘယ်သူမှအတင်းနဲ့မလာနဲ့တော့လို့ပြောပါတယ်။အဲ့ဒီအချိန်မှာဥတုနာကြီးရောက်လာပြီးမစူကားသေးတို့ရိုင်မွန်ဘလူးတင်းမှဝင်ကျင်မနဲ့ဖြံမှာလက်တွေ့လေးချင်းကတောင်းဝဲတစ်ခုကိုဖျားရမယ်သူကကြောက်ပြောသူတို့လည်းခဏတိုင်းဆင်းရင်တော့ပဲရိုင်မွန်ဘလူးတင်းမှဝင်ရမှာဖြစ်တဲ့အတွက်သဘောတူလိုက်ပါအလိုနဲ့နောက်တနေ့ကြောင်းသားတော့မယ်မသူကသေးရသူ့အတော့ကိနေခဲ့တဲ့ဘုံလုံးသူကဘာမျိုးဘုံလုံးကလည်းမှအတင်းသားတယောက်ဖြစ်စေရမယ်လို့ပြောပါတယ် ဘာမင်းဘောလုံးကလပ်မှာတော့အသင်းသားများစုကရှင်တို့ကိုသူတို့အသင်းကလူဘိုးရောက်ဝယ်ရှိရတဲ့အတွက်အသင်းနဲ့ဝင်ကြီးနဲ့မသူကားသင်းနဲ့ရှင်သူကဲကိုဘာဖြစ်လို့ညင်းလိုက်တာလဲလို့မေးပါဘူး။ရှင်တို့ကတော့သူ့ရဲ့သုံးချက်ကိုအသင်းသားရဲ့မချိနဲ့တာကိုသိပြီးမှသူတို့ကိုယောက်တည်းပဲဘာမင်းအသင်းကိုပြန်တီထောက်ကြမယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာဆယ်ယောက်ပါသူရဲ့စကားနဲ့သူစူရှီရလည်းရောက်လာပါတယ်။ အဲ့ဒီနေရာကိုကြောက်စရာကြီးလည်းရောက်လာပြီးစူရှီယာဒီနေရာစားပြီးဝိုင်မွန်တင်းသားတယောက်ဖြစ်သွားပြီဆိုတဲ့အကြောင်းကိုပြောစူရှီယာလည်းအတူကစားကြတာပေါ့ခေါင်းဆောင်လို့ပြောနေတယ်အပိုင်းတော့ဒီနေရာမှာပဲပြီးသွားပါတယ်စိတ်ဝင်စားတဲ့အပိုင်းလေးကိုနောက်နေမှာဆက်ပြီးတင်းမင်းတော့မှာဖြစ်ရတော့လိုက်ရဆက်ဝါလေးလောက်ခဲကြောက်တောင်းဆိုပါတယ်